ဲ့ဒီအကြံဖတ်အဖွဲ့စည်းလို့စွတ်စွဲတဲ့သူတွေအကုန်လုံးကိုဒဲ့ပြောတယ်အဲ့တော့မင်းတို့က PDF တွေ LDF တွေတိုင်းသားလက်နက်ကြောက်ဖက်တွေကိုအကြံဖတ်အဖွဲ့စည်းဖြင့်စွတ်စွဲတာဒီမအလာရဲ့မြောက်ကောင်တွေမှုတ်လို့လားအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မြန်မာပြည်မှာဖက်ဒရယ်ရေးဒီမိုကရေစီရေးလူ့ခွင့်ရေးနဲ့တရားမျှတမှုတို့တိုက်ပွဲဝင်နေကြကုန်သောပြည်သူပြည်သားပေါင်းခင်ဗျာ ကျွန်တော်ဦးမျိုးထိုက်တန်သိမ့်ပါကျွန်တော်ဒီနေ့23ရက်3လ2025ဒီနေ့ကနေနေ့ကျွန်တော်ရဲ့ live ပါဆိုတော့ကျွန်တော်တပတ်စာပေါ့ဗျာနော်ပြောဆိုဆွေးနွေးစရာရှိတာလေကျွန်တော်ဆွေးနွေးมาဖြစ်ပါတယ်ကျွန်တော်ဆွေးနွေးတဲ့အကြောင်းအရာတွေဒီတပတ်အတွင်းမှာကျွန်တော်တို့အရေးကြီးပြောင်းလဲမှုတွေ ਨੇ ဒါကကျွန်တော်တို့မြန်မာပြည်သူတွေသတိထားတဲ့အကြောင်းအရာတွေ ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်နော်ဆိုတော့ငါးစနှစ်ပတ်လုံးလုံးမကောင်းဘူးမကောင်းဘူးမကောင်းဘူးထိုင်ပြောနေတဲ့အပြတ်သမားလူပြတ်တော့မဖြစ်စေနဲ့အဲ့ဒီလူပြတ်ကကိုကိုတိုင်းလဲပြတ်တယ်လို့ပဝင်းကြီးကိုလဲဖြတ်ဖို့ကြိုးစားတယ်အဲ့တော့ကျွန်တော်တို့ရေဒေါ်လာရေးကြီးမှာစကောင်စီကမြုပ်ထားတဲ့မြုပ်ကောင်တွေလူပြတ်တွေ ။ဒါကြောင့်လည်းကျွန်တော်မြင်အောင်ကြည့်ရမယ်။လူပြက်တွေတချို့လူပြက်တွေကကိုကိုယ်တိုင်လည်းအပြက်ပဲမြင်သလိုပတ်ဝန်းကျင်ကိုလည်းသူတို့လိုအပြက်ပဲပြောအပြက်ပဲမြင်လိုက်ပြီးတော့ဖြတ်စည်းတဲ့ဟာကိုပဲလှုပ်ချင်ကြတယ်။ဒါကိုကျွန်တော်တို့ဒီနေ့ပြန်လဲသတိရဖို့အရေးကြီးပြီ။ဒါကိုမြင်အောင်ကြည့်ဖို့ကျွန်တော်တို့အရေးကြီးပြီ။ ဟာတချို့ကပြတ်ယုံနေမဟုတ်ပြောင်းနေဗျာပြောင်းရဲတဲ့သူတွေရှိတယ်ဗျာမျက်နာကိုပြောင်းပြောင်းနဲ့ကိုပြောတာဗျာလောကကြီးမှာကျွန်တော်ကလူပြက်တွေလူပြက်တွေဆိုလို့တချို့ကပြတ်ယုံနေမဟုတ်ပြောင်းမပြောင်းတာဘလို့ပြောင်းလဲတော်လိုင်းကြီးပြီးပြီလို့ပြောတယ်တတ်တော့လဲချက်သတိမှားတယ်ဒါဒီတော်လိုင်းကြီးကိုဖြတ်စည်းတာနဲ့တူတူပဲလုံးဝလက်မခံမှားတယ် မားရီတော်လိုင်းရဲ့မပြီးမှုရှေ့ဆက်သွားနေတယ်ဒီတော်လိုင်းရဲ့ကနိုင်ကုန်နိုင်မှာဖြစ်တယ်နိုင်အောင်လဲလုပ်ကြမှာဖြစ်တယ်အဲ့တော့တော်လိုင်းကရှုံးမှာပဲဟာတော်လိုင်းကပြီးသွားပြီလို့ပြောတော့အဲ့လိုပြောတဲ့လူတွေကခင်ဗျားတို့ကဘာဖြစ်ချင်တာလဲအေးကြောက်ပြောပြမယ် မအလာစစ်တပ်ကထောက်လန်းရေးတွေအကုန်လုံးကဒီလိုပဲပြောတယ်။အေးမအလာဂျမ်ဘတ်စစ်တပ်ကဘာပြောလဲသိလား။ဒီနေရာမှာလည်းမပြီးသွားဘူး။ပီရီယက်တဲ့ LDF ရဲ့ UG တဲ့အရေးတော်ပုံတက်သားတဲ့အကုန်လုံးအဂျမ်ဘတ်သမားအဖြစ်ဆွဆွဲတယ်။အဲ့တော့ LDF တွေ PDF တွေ UG တွေကိုအကြမ်းဖက်သမားဖြစ်ဆွဆွဲတဲ့ကောင်တွေအကုန်လုံးဒီ စစ်ကောင်စီနဲ့ဘာထုပါလဲဟာ PDF LDF တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကအကြမ်းဖက်အဖွဲ့အစည်းမဟုတ်ဘူးဟဲ့မင်းမင်းပြောပြောပြောအခုပြောဟင်မအားလိုက်မြောက်ကောင်းနေလားမင်းတို့ကမအားလာကိုအားရှိအောင်တက်အောင် ခွန်အားဖြစ်အောင်လုပ်ပေးနေတာအဲ့တော့ကျွန်တော်ရှင်းပါအမေရိကန်ရဲ့ယက်တီချက်တွေကိုကျွန်တော်ပြောပြပြီအမေရိကန်ရဲ့ယက်တီချက်ကဘာလဲသူ့တိုင်းပြည်ကသူ့စစ်သားတွေသူ့နိုင်ငံသားတွေကို ICC ကတရားစွဲလို့ရမှာစိုးလို့ ICC ကမဝင်ဘူးအဲ့ဒီမှာလောက်လာတိုင်းချင်းသူ့ရဲ့မိတ်ဆွေဖြစ်တဲ့ Israel ကိုဖမ်းမရမ်းထုတ်တဲ့တောင်တွေကို သူ့တိုင်းပြည်ကိုဗီဇာဝင်ခွင့်ပိတ်ပလိုက်တယ်။ဒါအမေရိကန်ရဲ့ဒီချက်။ဂျပန်ရုရှားကိုရှုံချမှာဆိုလို့ရုရှားကောင်းဆောင်ပူတင်ကိုဖမ်းမလို့အတွက်အချက်လက်တွေစုဆောင်တဲ့နေရာမှာပါဝင်ရမှာဆိုလို့ဒေါ်နယ်ထရန့်ကဒေါ်နယ်ထရန့်ကဥရောပနဲ့ဘူပေါင်းဆော်ရွက်နေတဲ့အကုန်လုံးရပ်ပလိုက်တယ်။ရှင်းရှင်းလေးနော်ရှင်းရှင်းလေးနော် သူတိုင်းမိမှာ तू လုံเสียရရှိတာအကုန်လုံးလေဘာမှကြည့်မဆိုင်အဲ့တော့အခုတော့ကြားနေရတာတွေကနားနဲ့မဆန့်တာတွေကတရားဆွဲတာတရားဆွဲတာတရားဆွဲတာဒေါ်ဆန်းစုကြည်နဲ့ဦးထင်ကျော်ကိုအာဂျင်တီးနာတရားရုံးမှာတရားဆွဲတယ်ဘာကြောင့်လဲထုံးခင်တို့ရောအုပ်စုတွေကအဓိကကတို့တွေကလုတ်ချင်တာကဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဝါတာထုတ်နိုင်ခဲ့ပြီဆိုတော့ 南安也一样，工资差差不，工资也偏不。打个老情人，打个老情人。阿拉昨夜伊们家个体弱嘞。Universo 娱乐电视哎呀，阿根廷佬带我们把佬去。不过阿根廷佬人家嘛历史悠久的，人家讲的，从那钻的尼拉、阿拉、马哈梅、阿纳西、特帕坎。 ဒါကိုသိဖို့လိုတယ်။ဒါပြင်တရားစွဲတဲ့အဖွဲ့အစည်းတွေနဲ့အမှုဖွင့်တဲ့အဖွဲ့အစည်းတွေနဲ့ရောထွေရှက်တင်လုပ်နေတယ်။အဲ့တော့သူတို့ရဲ့အမှုကဒေါအောင်ဆန်းစုကြည်ကိုစွဲတဲ့ဟာကဘာအကျိုးရှိတယ်လဲလို့မေးသူတို့ funding ကောက်ကောက်ရတယ်။ဘာဖြစ်တယ်လဲမေးဒေါအောင်ဆန်းစုကြည်နိုင်ငံရေးရဂုံသိက္ခာကြတယ်လို့မြန်မာတွေအကုန်လုံးကြတယ်။ ဒါသူတို့ဖြစ်စင်တာသူတို့တက်ကကအားပဲဘာလုပ်လို့ရမှာဘာလုပ်လို့မရဘူးဘာမှလုပ်လို့မရဘူးအတချို့ကလည်းနိုင်ငံတကာဥပဒေကိုလည်းမသိဘာတွေချက်လုံးလုပ်လဲရှိတော့ဒီဟိတ်မှာဒေါ်ဆန်းစုကြည်သွားပြီးတော့ထွက်တဲ့ကိစ္စကအဲ့ဒီမှာဒီဟိတ်မှာသွားပြီးဒေါ်ဆန်းစုကြည်ထွက်တဲ့အချိန်မှာသွားပြီးတော့ ဒေါ်ဆန်းစုကြည်ကိုထောက်ခံတဲ့သူတွေကို ICC ကပဲဝရမ်းထုတ်မှလို့လို့ ICC ကပဲဘာလို့လို့ဖြူပြဲပြင်းတော့ချောက်တာဘာမှလို့လို့မရဘူးအဲ့ဒါချောက်လို့ပြင်းလို့လို့ခေါ်တယ် ICC ကတရားဆိုတာအလောက်လွယ်မနေဘူးအဲ့တော့ဒီနေရာမှာရေးကြည့်တာပြောစရာရှိတယ်။အဲ့တော့ဒေါအောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်ကိုတရားစွဲတဲ့ကိစ္စက တရားရုံးထိရောက်သွားပြီ universal jurisdiction အဲ့ဒါရဲ့အကျိုးရလဒ်ကဘာလဲဆိုတော့ ICC ကနေပြီးတော့ auto ဖမ်းဝရမ်းထုတ်တဲ့ဟာမျိုး ဖြစ်အောင်လုပ်တွန်းပီးလို့ရတယ်အဲ့တော့ဒီလိုအနေတရားတရားမှာရတဲ့အချိန်မှာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့နော် NGO ရ NND ရောကျွန်တော်ပြောချင်တယ် ICC ကနေပြီးတော့ဖမ်းဝရမ်းဒေါ်စန်းစုကြည်နဲ့ဦးတင်ကျော်နာမည်နဲ့ထပ်မထွက်လာဘူးတော့အရေးကြီးတယ် အဲအဲ့လိုမျိုးထွက်လာရင်တော့ပထမဆုံးဒါဝင်ရှိဆုံးက NUG ကလူခွေရေးဝန်ကြီးကိုအောင်မျိုးမင်းနဲ့ဒုဝန်ကြီးကိုအောင်ကျော်မိုးတို့ခမည်းတော်တာဝန်ရှိဆုံးပဲအထူးသဖြင့်ကိုအောင်ကျော်မိုးခမည်းနဲ့ရိုနဲ့ခမည်းလဲရိုလို့ပြောတာပဲနော်ခမည်းခမည်းပူတာဝန်ရှိတယ်ဒီလောက်တောင်မိမောင်ထိုးပြနေတန်လန်ကနေပြီးတော့ဆက်ပြီးတော့ ICC ဝရန်ကိုထတ်ထွက်လာတယ်ဆိုရင်တော့ခင်ဗျားတို့ဟာမဟုတ်တော့ဘူးကျွန်တော်ဒီလိုပဲပြောရလိမ့်မယ် အဲ့တော့ပြောချင်တာဒေါ်ဆန်းစုကြည်ဂျိုင်းပြည်အတွက်ရက်တီပြီးလုတ်တဲ့ဟာကိုအဖြတ်သမားနော်အုပ်စုတွေကဒေါ်ဆန်းစုကြည်မှာပဲတာဝန်ရှိတယ်လို့လို့ဒေါ်ဆန်းစုကြည်ကနော်ဟိုဟာဖြစ်တယ်လို့လို့ဒီဟာဖြစ်တယ်လို့လို့နော်ဒေါ်ဆန်းစုကြည်ကအာနာယူထားတဲ့သားနဲ့ထုတ်မပြောဘူးမဝေဖန်ဘူးဆိုပြီးတော့ပြောနေတဲ့ကောင်းနေမင်းတို့လည်းသိတယ် လက်နက်ကင်အဖွဲ့စည်းအကုံလုံးကိုစစ်တပ်ကကင်ထားတယ်ဆိုတာမင်းတို့သိတယ်ဒေါ်ဆဲစုကြည်အစိုးရတကြက်ဖိုးပြည်အောင်လောက်ရတာမဟုတ်ဘူးသုံးမဲ့သားဟာတမတ်ဖိုးကစစ်တပ်ကယူထားတယ်အဲ့တမတ်ဖိုးကလည်းအနစ်ကိုယူထားတာဟာအဲ့တော့ဒေါ်ဆန်းစုကြည်နဲ့ဥထင်ကျော်ကိုတရားစွဲတာရိုးအုပ်စုတွေ တပန်တကာကိုရန်သူအဖြစ်သတ်မှတ်ပြီးလောက်တာသူတို့ရဲ့စွတ်စွဲမှုကဒေါအောင်ဆန်းစုကြည်ကဖွင့်မပြောခဲ့လို့ဟဲ့မင်းတို့တောမတ်ကန်တာနာလီမြမပြီးမှာအထူးလာပြီးတော့ဟိုးစာရပ်ပေါ်တာလုပ်သွားတဲ့ကန်တာနာလီနိုင်ငံတကာဥပဒေကိုဘလို့များတင်ခဲ့တယ်လဲမေးကြည့်တာကိုသိလားအဲ့လောက်နဲ့တရားစွဲခွင့်မရှိဘူးဟာအဲ့တော့မင်းတို့ရဲ့အာဂျင်တီးနာပရိုဆီကျူတာဆိုတာကလည်းတောက်တူလဲပတ်ဆက်ရလို့လုပ်တယ်လို့ပဲပြောမယ် ရှင်းလားအေးဟုတ်ပြီ paralysis နဲ့ကြည့်ကြည့်ရအောင်ဒေါန်ဆန်းစုကြည်ကဒီလိုအချိန်မှာမပြောလို့ဆိုဒေါန်ဆန်းစုကြည်ကစူဂျာကဘူခါဟစစ်တပ်နဲ့အကုန်လုံးတစ်ချိန်လုံးစောင့်ကြည့်နေပြီးတော့တစ်ချိန်လုံးအန်ဒီရပေးဖို့လုပ်နေတာတစ်ချက်မှားသွားတာနဲ့ဂွိသွားမဲ့အချိန်ဒါတော့မှမရရအကြောင်းရှာပြီးတော့ရွေးကောက်ပွဲမတမာမှုဘာညာတာတကာနဲ့အခုဖမ်းပြီးထောင်ချထားတာပဲမဟုတ်လား ဒီနေ့ဆိုဆိုတော့မှမအားလားလုတ်ချင်တာစစ်တပ်ကမြန်မာပြည်မှာဒီမိုကရေစီနဲ့လူ့ခွင့်ဘယ်တော့မှမပေးချင်ဘူးအကြောင်းမျိုးမျိုးရှာပြီးတော့လုတ်ချင်နေတာလုတ်ချင်နေတာအဲ့တော့ပြောပါဦးမယ်ဒေါအောင်ဆန်းစုကြည်က moral duty ရှိတယ်ဆိုတော့ဒေါအောင်ဆန်းစုကြည်ကဘဒုဘက်ကလိုက်ပြီးပြောနေလို့လေအဲ့ဒီ role issue မှာပြော ဘဒုမကလိုက်ပြောပေးနေလို့လေသူကဒီ community နှစ်ခုကို conflict မဖြစ်အောင်ပြဿနာမဖြစ်အောင်သူထိန်းခဲ့တယ်စောင့်စည်းခဲ့တယ်ကဲဟုတ်ပါပြီတော့အောင်ဆန်းစုကြည်က moral duty ရှိတယ်ဆိုပြီးပြောတဲ့လူတွေအခုဒေါ်နယ်ထွန်းကြီးကလုတ်ချတိုင်းလုတ်နေတယ်ပါအိုဘားမားတို့ဂျိုးဘိုက်ဒန်တို့ဂျော့ဂျ်ဒဗလူးဘုရှ်တို့ကလင်တန်တို့ ဘာလို့ပါဇက်ပိတ်လဲဘာလို့ရှေ့ကိုထွက်မလာလဲသူတို့ကတော့ moral duty မရှိဘူးလားသဘောတရားပြပြတာဒါပေမဲ့ဒီလိုမျိုးဥပမာချင်းနှိုင်းရှင်ကြည့်ရင်တော့မှမိုးနဲ့မြေပါကိုယ်စဉ်ကြည့်ရင်ဆိုင်ခဲ့ရတဲ့ကိစ္စကြီးကအကြီးကြီးတရားဖို့လောက်ရှိတဲ့အချိန်မှာအခုလောဆယ်အိုဘားမားတို့အုပ်စုနှုတ်ဆက်နေတာကသူတို့ကိုချိန်ချောက်နိုင်စွမ်းကတရားခိုင်တော့မှရှိပါတယ်အဲ့တော့ဒေါ်နယ်ထွန်းတို့က America first. Make America great again. ကနေဒါဘုပဲသူကလက်အောက်ခံကိုလိုနီလုတ်ချင်လိုက် green line ကိုလိုက်ပြီးတော့တောင်းဝင်လိုက်ဘလောက်အနာရှင်ဆိုင်ပြီးတော့မိုက်ရိုင်းတယ်လဲဆိုတော့အဲ့တော့ဒေါ်လင်ချိုးတို့ကအုံနောက်တဲကူအယူဘဝင်သွားပြီ ਨੇ တူတယ်ဒါမှမဟုတ်ရှင်ဒေါ်လင်ထွန်းဒီငငယ်ရ ကြောက်ပေါက်ဘူးတဲ့ကြောက်ယူလားမသိဘူးစကားကိုဘလောင်ဘလဲပေါက်လို့ပဲစားပြောတာဟာဂါဇာမှာအခုအကုန်လုံးပါလက်စတိုင်းတွေအကုန်လုံးပြန်ပြီးပို့မယ်ပြောလိုက် तू မပြောခဲ့ပါဘူးလုံးလိုက်အမေရိကန်ပဲသူ့ရဲ့ဘိုးဘွားပိုင်ကြီးကြားဒေါ်လာတွန်းဘေးကသူရဲ့အဖရိတ်ကိုယ်တိုင်ကစကော့တလန်ကနေပြီးတော့သွားပြီးတော့အခြေဆိုင်တဲ့သူကိုယ်တိုင်လည်း immigrant ဟောင်းတယ် အဲ့ तू ဒေါ်လွင်ထွေးမှမဟုတ်အမေရိကန်တနိုင်ငံလုံးမှာရှိတဲ့အဖြူတွေအမဲတွေဂျန်တဲ့သူတွေအကုန်အားလုံးအမီဂရန့်တွေဖြစ်အကုန်လုံးအဲ့ဒီအမေရိကန်မျိုးကိုဘယ်သူပိုင်တယ်လဲဆိုတော့အမေရိကန်ရဲ့ဌာနေတိုင်းသား red indian တွေပိုင်နေတယ်